ကျွန်တော်တို့အချင်းချင်းတစ်ခုထဲမှာပေါ့နော်၁၆ပြည်မှာ၁၆တုံးပြင်တယ်၃၄၅ဆောင်ထိုးတာလူနဲ့တန်းနဲ့ပဲ၁၆တုံးမှာပြင်တယ်တော့၃၄၅ဆောင်ထိုးခဲ့တာအဲ့ဒီလိုကစားထားတဲ့စီကြောင်းနေအပေါ်ပြည်တယ်လိုက်ခွန်ကုတ်တစ်ဆောင်ပြီးတော့၁၆တုံးကလာပြီးထောင်းတော့ဆောင်ထိုးတဲ့၃၄၅ပြင်လာတယ်လားဒါကျွန်တော်တို့ကစားခဲ့တဲ့ပရင်းကြီးပါပဲเนาะအဲ့ဒီချိန်မှာခါတုံးလုံးက6.5လေးလို့တောင်းတယ်เนาะဒီဘက်မှာလည်း1.5တုံးက1000เนาะ6.5လေးက သူနဲ့တပြန်နဲ့ခလိုက်ထောင်းနော်အဲတိချောက်သုံးလို့ထောင်းတဲ့ချိန်345ကတောက်ခုတဲ့ကောင်တွေကသူဖိနေလိုက်တယ်ခဲ့နော်လိုက်တယ်ခဲ့တော့အဲ့တဲ့လိုကစားသားခဲ့တဲ့654ရဲ့အထက်ကနေပေါ်ပြစ်တက်လိုက်ရင်ကျွန်တော်တို့ဒီဘက်ကတင်းနေတုံးဖိနေရှိသေးတယ်ပေါ့နော်အချင်းချင်းကြီး3336လောက်ထောင်းထုတ်ခဲ့တဲ့36လေးပြီ65လေးလို့ထောင်းတဲ့အပေါ်က36လေးပြီတနည်းကျော်လိုက်ထွက်တော့ကျွန်တော်တို့ဒီ956ဖိနေနဲ့တွေ့ခဲ့တာနော်အဲ့တော့ဒီမှာ3336လောက်ထောင်းထုတ်ခဲ့တဲ့65လေးကတနည်းကျော်လိုက်ထွက်တော့ကျွန်တော်တို့ဒီမှာ ငါးလျှောက်လေးခွင်နေထွက်ခဲ့တာဒါကျွန်တော်တို့ကစားခဲ့တဲ့စီကြောပဲเนาะဟုတ်ပြီအဲ့ဒါလို့ကစားခဲ့တဲ့စီကြောထဲမှာအခုကကျွန်တော်တို့ကတုံးတုံးနဲ့တုံးချောက်လို့ဆိုလို့တယ်တုံးချောက်လေးရနေအခုပြင်းစင်လိုက်ရင်ဒီခွင်လေးနေကိုကျွန်တော်တို့တွေးမှာအဲ့ဒါဆိုရင်တုံးတုံးနဲ့တုံးချောက်လို့ဆောင်းထိုးတဲ့ရှစ်ချောက်ခွင်ကိုပြင်းစင်လိုက်ခွင်လေးနေလို့ခဏမျိုးပေါ့အဲ့ဒါကိုကျွန်တော်ဒီဘက်ကခွင်လေးနေလို့ခဏမျိုးကိုတွေးယူမှာတွေးယူမှာဆိုတော့လိုင်းလေးကောင်းလုံးပေါ့နော်ကျွန်တော်တို့အကျက်တုံးပေါ့အဓိကလေးတွေအဓိကလေးတွေတွားလိုက်မယ် အဓိကလေးတွေပေါ့လေဆိုတော့ဘယ်လိုဆိုရင်ကျွန်တော်တို့ပြောင်းနေတော့ဒီဘက်မှာခွန်လေးလေးပြင်တယ်ခွန်လေးလေးရဲ့ထဲမှာလေးခွန်လေးတွဲနော်အဲ့ဒီခွန်လေးလေးကနေအောက်ကိုပြည့်စင်လာနှိရှိကိုလို့တောင်းလာကိုနှိရှိလို့စောင်းလာပြီးရင်ခွန်လေးလေးကိုအချိန်ငယ်ထဲလာ6ရှစ်နှစ်ပြိတ်ထတ်တယ်အဲ့ဒီလိုကစားခဲ့တဲ့စီတော့တဲ့အခုဘောတစ်တုံညာရှစ်ဆိုတဲ့ကဏ္ဍကနောက်တစ်နေ့ပြန်ထုတ်မှာဟုတ်ပြီနော်အဲ့မှာကျွန်တော်တို့တဲလိုက်ပြီခွန်လေးလေးနဲ့လေးနှစ်ခွန်တဲလိုက်ပြီအဲ့ဒီခွန်လေးလေးကိုနှိရှိကိုကိုနှိရှိစောင်းပြီးပြန်ထုတ်တာပြီးရင်6ရှစ်နှစ်တဲတာ အဲ့ဒီစီကြော်ရတရားရှိကိုနောက်တနေ့ပြန်ထုတ်မှာပုတ်တော့ဘယ်နေရာထုတ်မှာလဲဆိုတော့ကျွန်တော်တို့ဒီဘက်က869နဲ့ကွန်နေလေးနဲ့အချိန်ပိုက်ကိုပြန်ထုတ်ခဲ့တာဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ခွန်လေးလေးရဲ့အချက်က၄နှစ်ခွန်က869နဲ့အရင်တော့ပေါက်တာအဲ့လိုတွားပေါက်ပြီးတော့မှအဲ့ဒီခွန်လေးနှစ်နဲ့အချိန်ပိုက်မှာလာမယ်ကျွန်တော်တို့3တရှိဆိုတဲ့ကဏ္ဍကအဲ့ဒီခွန်လေးလေးခွန်လေးနဲ့အချိန်ပိုက်မှာ2698998စောင်းခွန်လေးလေးရဲ့ထောင်းကအဲအဲ့ဒီ108ကိုပြန်ထုတ်ခဲ့တာ ဟုတ်ပြီနော်ပြန်ထုတ်ခဲ့တာဆိုတော့သူက6 6 9နဲ့9 4နဲ့အဲ့ဒီ9 4က9 4နဲ့တွေ့ခဲ့တာနော်နော်အဲ့မှာ6 6 9နဲ့ပြန်တွေ့ပြီပြီးတော့တုံးနဲ့တစ်ချက်ထုတ်ပြီးတော့9 3 3ဖရိတ်ကြီးလာပြီးတော့လာတဲ့တာနော် လာတဲ့တာဒီ9 3 3ကရှိတယ်မှာလောက်ခဲ့တယ်နော်ဟုတ်ပြီအဲ့ဒီ9 3 3ကကျွန်တော်တို့နောက်တစ်ခါဘလူးနဲ့တွေ့တာလေဆိုတော့290 900 963 69 3 9 2 2 3 ဲ့ဒီအောင်မှာနှိနှစ်ထိပ်ရှစ်ထိပ်ကိုးထိပ်နှိရှစ်ကိုးလို့ဇောင်းထုတ်ပြီးတော့၄၅၆ဖရိတ်မိနစ်လာတယ်လားဟုတ်ပြီအဲ့ဒီဇောင်းထုတ်ခဲ့တဲ့နှိရှစ်ကိုးဆိုတာကကျွန်တော်တို့ဒီဘက်မှာနှိရှစ်ကိုးကိုးနှိရှစ်လို့စောင်းပြီးတော့ကစားထားတဲ့ခွန်လေးလေးနဲ့အချိန်ကြက်စီတော်ကြီးနော်အဲ့ဒီခွန်လေးလေးကိုခွန်လေးလေးရဲ့၆ချင်းနှစ်ရဲ့အချိန်ကြက်တရားရှိကိုနောက်ခဏထုတ်တယ်ပြီးရင်သူပြီးကိုးသုံးတစ်ဖရိတ်လာတယ်အဲ့ဒီကိုးသုံးတစ်ကမှနှိ90ခွန်900 300ကို2600နဲ့သူပြန်တယ်ပြီးနှိ3000နှိရှစ်ကိုးဇောင်းထုတ်၄၅၆ ရင်တည်းအဲ့ဒီ၄၅6လေးထောင်းမှလာတယ်၄၃၆ပဲဟောဒီ6 5လေးလို့ထောင်းခဲ့တဲ့အပေါ်ထောင်းကကျွန်တော်တို့ယူပြီးတော့ကစားခဲ့ကြတာနော်အဲ့ဒါဆိုရင်ကျွန်တော်ဒုတိယတက်ကက၄၄ခွန်ရ၉၃ခွန်နဲ့တည်တာနော်ဟုတ်ပြီအဲ့မှာ5 3ခွန်4ခွန်4လို့တဲပြီးအခုပြည့်စင်လိုက်2 8 9ထောင်းလာပြီ9 8 10ထောင်းလာပြီပြီးရင်ခွန်4 4ကျင်းလိုက်ထည့်ပြီး6 8နဲ့တဲတာပဲအဲ့ဒီစီကြိုတွေက6 4 8ကိုနောက်တစ်နှစ်ပြန်ထုတ်ကစားတာပဲဒီနေရာမှာကစားတာလေဆိုတော့သူကလည်း8 9 6နဲ့3 9ခွန်ဆိုပြီးတော့လာထောက်ပြီးတော့အဲ့ဒီထောင်းကို16လေးလာထည့်ခဲ့တာ ဆိုလိုချင်တာကကျွန်တော်တို့ခွန်လေးလေးနဲ့တွဲခဲ့တဲ့ကိုသုံးခွန်ကိုခွန်လေးလေးနဲ့တွဲခဲ့တဲ့ကိုသုံးခွန်ကို6 6နဲ့တော့အရင်ထုတ်ခဲ့တာနော်ထုတ်ပြီးတော့မှအဲ့သုံးခုခွန်ရဲ့ထောက်မှာလာမဲ့6 6လေးကကျွန်တော်တို့တည်ခဲ့တဲ့ကိုသုံးခွန်လေးခွန်လေးကနေအချင်းငယ်ပြည့်စုံနှစ်6ကို9နှစ်6စောင်းခဲ့တဲ့တောင်းငါ6လေးတက်ကိုနောက်တနေ့ထုတ်တော့ကျွန်တော်တို့အဲ့ဒီကိုသုံးခွန်နဲ့တွဲခဲ့တာပြီးရင်သူ့ဘေးမှာသုံးခုတည်းပြန်တည်ခထားတာပဲအဲ့သုံးခုတည်းလေးမှလည်းရှိတဲ့ကနေလာလာကျွန်တော်တို့အချင်းရရင်ပြောပေးမယ်နော်ဟုတ်ပြီအဲ့ဒါဆိုအဲ့ဒီသုံးခုတည်းကနောက်တစ်ခါနှစ်သုံးညာခွန်ခွန်200ရဲ့ ဒီဘက်က930နှစ်6ခွင်အကြိမ်ကြိမ်ပြီးလိုက်3 9 1 1 3ကိုထောက်ပြီး1 8ကိုဆောင်းထိုးတာပြီးမှ96လေးဖွင့်နေတာ96လေးရဲ့အထောက်မှာ6 6ခွင်ဆိုတော့သူ့ရှိတယ်နှစ်ကျော်အကနန်းကျွန်တော်တို့ဒီ65လေးထောင်းနေတောင်းအကနန်းကိုကျွန်တော်တို့ကဒီ96လေးဖွင့်နေကစားခဲ့ကြတာအဲ့အချိန်မှာနှစ်ရှိကိုဆောင်းထိုးတာအဲ့ဒီဆောင်းထိုးတဲ့နှစ်ရှိကိုကကျွန်တော်တို့ဒီမာလေးကနှစ်ရှိကိုကိုနှစ်ရှိလို့တည်ရတာဟုတ်ပြီနော်အဲ့ဒီတောင်းမှာ6လေးပြေကမှာနောက်တစ်နေ့လိုက်ပေါက်တာ ဒီ၆ကိုလေးနဲ့ဟုတ်ပြီသူ့ဘေးမှာ၃ကိုတိအဲ့ဒီ၃ကိုတိကမှကျွန်တော်တို့နှစ်၃ညခွန်ခွန်၄၅၆အဲ့ sorry နှစ်၃ညခွန်ခွန်၄၃၃၂၆ခွန်၃ကိုတိဆိုပြီးလာပြပြီးတိနေတော့ထောင်းရတာနှစ်၈ကိုစောင်းရတာအဲ့ဒီထောင်းခဲ့တဲ့တိနေတော့လေဒီမှာထောင်းခဲ့တဲ့တိနေတော့ကြအခုကျွန်တော်တို့ပြောခဲ့တဲ့အဲနှစ်၈မှာတိနေတော့ခရင်းနေတိနေတော့တမန်အများကြီးပါတာနော်ဒါကျွန်တော်ဒီလောက်လိုရင်းလေးတွေပဲပြောလိုက်တော့တော်အဲ့လိုတွေကထားထားတာနော်ဟုတ်ပြီအဲ့ဒါဆိုရင်အခုကကျွန်တော်တို့အဲ့ဒီ၆၅၄ထောင်း၈၆ခွန်နဲ့အချိန်ကြီးကိုကြည့်ရကြည့်တော့အဲ့လိုကစားထားခဲ့တဲ့ လေးလေးခွန်းနဲ့တွဲခဲ့တဲ့လေးလေးခွန်းကနောက်တစ်ခါရှစ်ခုဆောင်နဲ့တွဲတာတွဲပြီးတော့အဲ့ဒီကဏ္ဍနောက်တစ်နေ့လိုက်ထွက်တာလေးတစ်တစ်ဇောင်းထုတ်ပြီးလိုက်ထွက်တာဟုတ်ပြီနော်အဲ့ဒီလေးတစ်တစ်လို့ဇောင်းထုတ်ပြီးလိုက်ထွက်ပြီးတော့မှသူ့ရဲ့တော့မှတစ်ချောင်းသုံးဖရင်တည်တာသူကနှစ်ကွက်ထွက်ခဲ့တော့နှစ်မှုကလာတာပေါ့သူကအောက်မှာလဲကျွန်တော်တစ်ချောင်းသုံးက3 5စောင်းခဲ့တာဒီဘက်မှာလဲတရံနဲ့တစ်ချောင်းသုံးက3 5စောင်းခဲ့တယ်ဟာဒါကျွန်တော်တို့ပြောခဲ့ပြီနော်ဟုတ်ပြီအဲ့ဒီနေ့တိုင်းမှာတစ်ချောင်းသုံးက2ခါထွက်ခဲ့တာအဲ့ကျွန်တော်သူအဲ့ဒီလေးနှစ်ကွန်ကသူ့ရှင်းနှစ်ကကဏ္ဍရှင်း3နှစ်ကျော်ကခွန်လေးလေးနဲ့တွဲခဲ့တဲ့ကဏ္ဍလေးနှစ်ကွန်လာတဲ့ လာခဲ့ပြီးတော့နောက်တနေ့လေးတစ်တစ်ဆောင်းရဲတောင်းမှလိုက်လိုက်ပြီးတော့သူ့တော့မှတစ်ချောင်းသုံးခရီးတဲတာအဲ့တစ်ချောင်းသုံးခရီးတဲတာရဲ့တန်းတန်းတစ်နေ့သုံးလေးနေ့ကြော်လိုက်ချင်းတုံညာနှစ်ခွန်လို့ဆောင်းရဲတာအဲဘူးရှိလေးပေါ့ဗျာတုံညာနှစ်ခွန်လို့ခွေရတာပေါ့အဲ့ဒီခွေရတဲ့တုံညာနှစ်ခွန်မှာတနေ့နှစ်နေ့ကြော်ရင်ကျွန်တော်တို့အခုကစားသွားတဲ့နှစ်တုံညာခွန်လေးခွန်နေရတယ်နှစ်ချောင်းခွန်သုံးတုံညာခွန်သုံးခုတစ်နေ့သုံးလို့ရှိရင်ကို၄၅၆ဆိုတဲ့စီချုပ်ကြီးကိုတော့ကစားတာနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်က ကုတုံခွင်ကလေးလေးခွင်နဲ့တွဲရတာတွဲရတဲ့ကုတုံခွင်အသုံးနဲ့ကျော်တော့ရှစ်ခုချောင်းနဲ့ပြန်ကစားတာကစားပြီးတော့မှသူကမလုံးကိုတည့်ဆိုတဲ့အစီကြောရုပ်ကျွန်တော်တို့ပြောခဲ့တယ်အဲ့လိုပြောခဲ့တော့အဲ့ဒီတုံကုခွင်ကနောက်တနေ့ကိုဆက်လိုက်တာဘယ်နေရာမှာလိုက်တာလဲလေးတက်တက်လို့ဆောင်းထုတ်တဲ့နေရာမှာလိုက်ခဲ့တာလိုက်ပြီးတော့မှသူ့တော်မှတိချောက်ဆုံးပရင်တဲတာတဲပြီးတော့လွန်နေပြီလားတုံညာတက်ခွင်ရှင်းလို့ဆောင်းထုတ်တဲ့အစီကြောကစားလေးလေအဲ့ဒီအချိန်မှာဒီဘက်မှာတုံညာနှစ်ခွင်ကိုကွေးခဲ့တာအဲ့ဒီကွေးခဲ့တဲ့တုံညာနှစ်ခွင်ကမှတနေ့နှစ်နှစ်ကျော်ရင်နှစ်တုံညာခွင်ခုနှစ်ရာ အဲအဲ့ဒီဖီချာကြီးခွင်သုံးတဲ့နှစ်ချခွင်သုံးဖို့ဒီကနေ့သုံးတယ်နှစ်ရှိကိုဖြစ်သွားတာပြီးမှငါ၆ရက်ပိုင်းကြီးတင်ခဲ့တာနော်ဟုတ်အဲ့တလို့ကစားခဲ့တဲ့နော်ခုနှစ်လေးခုနှစ်လေးစတဲ့တော့ကျွန်တော်တို့ဒီနှစ်ရှိကိုခုနှစ်ရှိဇောင်းထိုးတာနဲ့အချိန်တိုင်းကိုတင်ခဲ့တာအဲ့ဒီနှစ်ရှိကိုကကျွန်တော်တို့ဒီမှာနှစ်ရှိကိုလိုဇောင်းလာထိုးပြီဟုတ်ပြီအဲ့ဒါဆိုရင်နှစ်ရှိကိုလိုဇောင်းထိုးတဲ့ဒီတော့မှလာတဲ့၄တုံညာ၆ဒါကျွန်တော်ဆက်ဆက်ပြတာနော်လေးတုံညာ6ကအဲ့ဒီ3တုံညာ3ချောင်းလို့ဇောင်းထုတ်ခဲ့တဲ့ရှေ့တနည်းကျော်က9ကြိမ်ကနေဖြစ်ခဲ့ခြင်းကြောင့် နော်အဲ့ဒီ336ဇုံတို့လေ364လေးနဲ့အချိန်ကြိုက်မှာနော်လေတုံညာချောက်ကဒီနှစ်ရှိကိုနဲ့တွဲခဲ့တာအဲ့ဒီနှစ်ရှိကိုအရှိမတွေကထောင်းခဲ့တာကိုနှစ်ချင်းစောင်းခဲ့တာသူနဲ့အချိန်ကြိုက်ကစတဲ့တဲ့လေးနှစ်ကွန်ကိုကျွန်တော်တို့ကဒီဘက်ကတုံတုံညာတုံချောင်းဇုံတို့ရဲ့ထောင်းကိုနှက်ထည့်ပြီးကစားချင်းလာအပြန်လန်းပေါ့နော်အပြန်လန်းဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာလေးလေးကွန်ပြန်နေကစားကွက်တွေဖြုတ်လိုက်တော့ကိုတုံကွန်ရဲ့အောင်မှာနှစ်ရှိကိုထောင်းနေကိုနှစ်ချင်းစောင်းနေလို့ပြောခဲ့တာဟုတ်ပြီနော်အဲ့ဒီနှစ်ရှိကိုကိုနှစ်ရှိကကျွန်တော်တို့ဒီမှာ နှစ်လုံးရခွန်ခွန်နေရနဲ့ဒီဘက်390နှစ်6ခွန်နေတဲ့အချိန်တိုင်းမှာ39 different ဟုတ်1 2 3 1 8 9လို့လာစောင်းပြီဟိုအဲ့ဒီ1 8 9လို့စောင်းတဲ့တောင်းမှာထွက်တဲ့6 6ခွန်က6တနည်းကျော်ကကျွန်တော်တို့3 3 3 6လို့ဇောင်းထုတ်ခဲ့တဲ့6 6ခွန်ကဏ္ဍဖြစ်ခဲ့ခြင်းကြောင့်အဲ့ဒီ3336ဇောင်းထုတ်တဲ့86ခုနဲ့အချိန်ကြိုက်ကိုလာမယ်ကနန်းကကျွန်တော်မူရင်းတည်ခဲ့တဲ့289 98ရဲ့အဆောင်နဲ့အချိန်ကြိုက်မှာစတည်ခဲ့တဲ့၄၄ခုနဲ့တွဲခဲ့တဲ့ခု3ခုကိုကျွန်တော်တို့အကောက်ထုတ်ပြီးတော့ဒီပွဲမှာကစားမှာ ဟုတ်နော်ကစားမှာဆိုတော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့အခုကစားသွားတာကဒီလေးခုနဲ့ခုနဲ့လေးအဲ့ဒီလေးလေးခုခုနဲ့လေးကနေပါကျွန်တော်တို့နှိမ့်ရှိကိုးတွေထောင်းနေဖီချိုးတွေကစားပြီးခုနဲ့လေးတွေ၆ချင်းနေတင်နေသူ့ထက်ကနှိမ့်တက်တုံများရှိကိုနောက်တနည်းပို့ပြီးကိုသုံးတွေပြင်နေတွေးခဲ့တာနော်ပို့တော့လေသူကအဲခုနဲ့လေးနဲ့၆၉ရှိနေလည်းပို့ခဲ့တာနော်ဟုတ်ပြီအဲ့ဒါလိုကစားထားတယ်နှိမ့်ရှိကိုးစောင်းနေအဲ့တော့နှိမ့်ရှိကိုးထောင်းနေနှိမ့်ရှိကိုးနှိမ့်ရှိစောင်းနေအဲ့ဒီဖီချိုးကနေအချင်းငယ်ပြေးလိုက်ရှိကိုးလုံးထောင်းပြီး၅၀ထောင်းနေသေးတာ အဲ့ဒီ90ရဲ့အထက်မှာသူကခွန်တုံညာ3ခုတည်ခဲ့သေးတာသူကဒီတခါခွန်တုံညာ3မျိုးပြီးတော့ခွန်တုံညာ3နဲ့2 6ခွန်တွဲတာလည်းသူပဲနော်အဲ့ဒါဆိုရင် तू က89 90တွေနဲ့အကြီးလိုက်ပါလေခွန်တုံညာ3ဖိတည်ခဲ့သေးတာကျွန်တော်တို့ဒီ2 89ထောင်းနေစီစိုးကြီးတဲ့အတူအဲ့ခွန်တုံညာ3ညာဖိတည်ခဲ့တာနော်ဒီမှာလေဒုတိယတစ်ခါမှာကို3ခွန်နဲ့4 4ခွန်တွဲတာပဲ2 89ထောင်းတာကို2 9စောင်းတာပဲအဲ့စီကြောနေပြလိုက်ခွန်4 4 6 8နဲ့ကလည်းအတူ89 90ထောင်းပြီးသူ့ရဲ့အပေါ်မှာအဲအဲ့ဒီခွန်တုံညာ3ကတခါကြီးချောခရခဲ့သေးတာ ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီက169လေးထောင်တာလေးစောင်းတာလေးနဲ့အကျဉ်းချိုက်မှာအဲ့ဒီ130လေးကပရိနေတည်ခဲ့တာနော်တည်ခဲ့တော့ဟုတ်ပြီ။ तू ကနှစ်ကွက်ထွက်တော့အောက်ကျွန်တော်ငါက तू က169 390ဆိုပြီး तू ကထည့်တာလေအဲ့ချိန်မှာကျွန်တော်တို့1390 900 390 169 390 390လို့ထောက်ဖြစ်တာနော် तू ကတော့တကွက်ထဲထွက်ပြီးတော့ तू ကနှစ်မူကစားတာ1390 900 390 369 तू ပဲနော်အောက်ကပြေးလိုက်390 390 तू ပဲပြီး169 90 6ပဲ तू ပဲနော်အဲ့လိုကစားတာလည်းကစားကုန်ပြီ။ဟုတ်ပြီအဲ့ဒါဆိုအဲ့ဒီ130လေးကသူဒီမာလေးကကစားခဲ့တာလား မဟုတ်ဘူးသူအဲ့ဒီခွန်တုံးတဲ့တဲ့ရှေ့မှာတဲခဲ့တာဘယ်နေရာမှာတဲခဲ့တာလဲဆိုတော့ဒါကသားကိုကြည့်ရပြောမယ်ဆိုမပြီးတော်တော်လေးများတယ်ရှေ့ခွန်တုံးများ6လို့စောင်းထိုးတာ6 7လို့ထောင်းတာပြီးရင်90လို့စောင်းထိုးတာဟုတ်ပြီနော်အဲ့ဒါဆိုရင်ရှေ့ခွန်တုံးများ6ထောင်းတယ်အဲ့ဒီ490ဆိုတဲ့ကဏ္ဍလေးအဲ့ကရကွက်ဒီလေးပါလေအဲ့ဒီ490ဒီကဘယ်မှာတော့ပေါက်ပြီးလာလဲဆိုတော့ကျွန်တော်တို့ဒီဘက်က163 3ညနှစ်ကွန်ပွေးတဲ့တောင်မှာလာပေါက်ပြီးတာပြီးမှ3ညနှစ်ကွန်ရှင်းပြန်ဆောင်တာ ဆုံးခဲ့ခွန်းတုံညာလေးရလေတခါနောက်တခါဘယ်နေရာပြန်ထွက်တော့ကိုကစားခဲ့တယ်လား3 4လို့ထောင်းနေအောင်ပါတခါပြန်ထွက်ခဲ့တာထွက်ခဲ့သေးလားနော်ဟုတ်အဲ့ဒီကိုကစားထားတဲ့စီကြောတဲမှာရှိခွန်းတုံညာချောက်ဒါစက်မိလို့ချောက်ဖြစ်တည်ထောင်းတာအဲ့ထောင်းနေချောက်ဖြစ်တည်ရတယ်ဟိုဘက်မှာဇောင်းထုတာဒီပါလိတယ်ထားလိုက်တော့90ထောင်းပြီးတော့မှာတုံညာသုံးခွန်းစတင်ခဲ့တာဒီမှာလည်းရှိခွန်းတုံညာချောက်ထောင်းတာဇောင်းထုတယ်ချောက်ဖြစ်တည်ထောင်းတာပဲပြီးလိုက်90ဇောင်းထုပြီးခွန်းသုံးတယ်ကစတင်ခဲ့တာ နော်စတင်ခဲ့တော့မှဟုတ်ပြီအဲ့ဒီ6ခွန်း3 6လို့ဇောင်းထိုးခဲ့တဲ့3ညနောက်ပိတ်ကနန်း184ကတစ်ခါနောက်တစ်ခါဗင်းဒီယာစော်သေးတယ်ဗင်းဒီယာစော်သေးတယ်ဆိုတော့ကျွန်တော်တို့ဒီ863ဖယ်နေအချိန်ပိုင်းမှာ3ညနှစ်ခွန်းကိုကိုးရတာသူ့ရဲ့တောင်းမှာ183လေးလာနာရီတာပြီးမှ3ညတစ်ခွန်းချင်လို့ဇောင်းထိုးတာနော်သူ့အောင်ကကသားတည်းဒါဒီမှာပြောတော့ဘူးနော်ဟုတ်ပြီအဲ့ဒီ180လေးကနောက်တစ်ခါကျွန်တော်တို့ဗင်းဒီယာမှာတွန့်ပြီးထွက်တာလေအဲ့ဒီ3လေးတစ်လို့နောက်ပိတ်လုံးလုံးထောင်းနေစီးကြအောင်မှာအဲ့80လေးတက်က3ညတော့ထွက်ခဲ့သေးတာ အဲ့လိုကစားထားတာနော်ပြောချင်တာကကျွန်တော်ကစမှုသွားလို့အချိန်နဲ့ရလို့နော်လိုင်းလေးနဲ့သွားလို့ပေါ့အဲ့ဒီလို8.36ပြည်နဲ့တည်ရတော့8.36ပြည်နဲ့တည်ရတော့ဒီထဲမှာ8.36ကစားဖို့ကြီးရအကြီးပါတယ်နော်အဲ့မှာ68တိထောင်းနေသူတို့နဲ့ကြည့်ကြမှာ8.30တိကစားခဲ့တာနော်အဲ့ဒီကစားခဲ့တဲ့8.30တိကမှာနောက်တစ်ခါကျွန်တော်တို့ကဒီ28ကိုထောင်းနေစီကျော်ထဲမှာသွားထည့်တဲ့8.30တိမျိုးနော်အဲ့တော့ဒီဖက်နှစ်ရှိကိုထောင်းတဲ့စီကြောထဲမှာအချိန်ငယ်ကြီးသွားခဲ့တဲ့ကွန်300တမျိုး နောက်တစ်မျိုးကအခုကျွန်တော်တို့ပြောတဲ့290 900 269နဲ့တွဲတဲ့930 3ခု1နော်269လို့ပြန်ထည့်တဲ့656ပရိနေတဲ့မျိုးနောက်တစ်ခါနှစ်တုံညာကွန်ခွန်နေရကွန်30နှစ်ချောင်းကွန်တုံးကုတ်တိနှစ်တုံနှစ်ရှိကို၄ငါချောင်းနဲ့တွဲတဲ့ကွန်30ရတမျိုးအဲ့လိုကစားလားအဲ့ကစားခဲ့တဲ့တကနှစ်နှစ်ကွန်နေရနောက်တစ်ခါ Yeah sorry တုံးတုံညာကွန်နေရနောက်တစ်ခါနှစ်နှစ်ကွန်နေတော့တွဲတာနှစ်နှစ်ကွန်နေတော့တွဲတာပြီးမှခွန်ရှိတိတိပြန်လဲတာ နော်ဒီတော့မှကွန်ရှစ်တက်ကတာကိုဒီမြန်မာကွန်ကွန်ရှစ်တက်ပေါ့နော်နော်ကွန်ရှစ်တက်ကိုပြန်လှည့်တာအဲ့အချိန်မှာသူကကြတော့ချောင်းလေးတက်တင်နဲ့သွားတွဲတာချောင်းလေးတက်ကွန်တင်ငါအောက်ကလေးလေးစီဇောင်းထိုးလေးလာပြီးမှနှစ်နှစ်ကွန်သုံးလို့ညာကွန်ဒုတိယတက်ကမှလည်းချောင်းလေးတက်ကွန်တင်ငါနော်ပြီးရင်နှစ်နှစ်ကွန်သုံးခုနဲ့ဆယ်ဟုတ်ပြီနော်ဒါကအဲ့လိုကစားတွေးမယ်ဆိုရင်ကျွန်တော်တို့ကနှစ်ခါကစားခဲ့တာကို2 2ခွန်နဲ့3ခွန်နဲ့10ပြီး4 6ရှစ်ထောင်းနေပြီး4 9 10လေးကနောက်တစ်နှစ်ကျော်ထုတ်ဖို့4 9 10ရဲ့အောက်က9 90လေးက နောက်တစ်နေ့ကိုအရင်လိုက်တာလိုက်ပြီးတော့မှအဲ့90ရေကနေရီးပြီးတော့ဆင်းလိုက်ခွန်း340ဆို73ဝင်73ချိန်ဆင်းရင်38ရေပြီးအဲ့ခွန်း340ပြန်ထုတ်တာအဲ့ထုတ်ခဲ့တဲ့ခွန်း340နောက်တစ်နေ့ရဲ့ရှောက်ချိန်ကိုထွက်ခဲ့တာနော်အဲ့မှာဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ46တင်းနဲ့59တင်းနဲ့အချိန်ကြိုက်နှစ်နှစ်ခွန်းနဲ့3ခွန်းနဲ့ဆက်ထွက်ခဲ့တာပဲအဲ့90တောင်မှ468ထောင်နဲ့ဘေးရ86ခွန်းလေးကိုတစ်နှစ်ကျော်ထုတ်ဖို့သူ့ရဲ့အချိန်ကြိုက်က46ခွန်းလေးကနောက်တစ်နေ့ကိုအရင်ထွက်ခဲ့တာ နော်ထွက်တဲ့စီကြောလေးပါပြီးလားပြီးတော့မှသူ့ရဲ့ဘေးကနေ73ချိန်ဆင်းလိုက်ရင်ကျွန်တော်တို့က86ခွန်လေးရငါ83ချိန်နဲ့တွဲပြီးတော့ထုတ်ခဲ့တာဟုတ်ပြီအဲ့ဒီ86ခွန်လေးရလေနောက်တစ်နေ့ရ6ချိန်မှာတရံနဲ့ကျွန်တော်တို့ဒီနေရာမှာတော်တော်နစ်လာနော်ကျွန်တော်တို့ကဒီချိန်မှာရိုက်မှာနော်ဒီချိန်မှာရိုက်မှာကျွန်တော်တို့ကဟိုစတင်ခဲ့တဲ့ဟိုဘက်ကကျွန်တော်တို့နှစ်ချိန်ကိုအထောင်အနေနဲ့ကျွန်တော်တို့ရိုက်မယ်ဆိုစောင့်လာအဲ့ကွန်တုံညာလေးနော်အဲ့တော့6ချိန်ခွန်ဒီချိန်မှာရိုက်မယ်ပြီးရင်နေ့နေ့ခွန်ဆက်ရိုက်မယ်အဲ့လိုအဲ့လိုလေးပွဲခဲ့တာဟိုစက်မိလို့ထားလိုက်တော့သူက6ချိန်မှာထုတ်ပါဘူးဟုတ်ပြီအဲ့ဒီလို6ချိန်မှာထုတ်တော့သူ့ရဲ့အောက်မှာလာမဲ့ခွန်လေးနှစ်က နော်အဲ့ဒီခွန်လေးတွေကကျွန်တော်တို့ဒီဘက်ကခွန်30အဲခွန်30နဲ့ sorry ဒီဒီစောပဲပြန်ပြီးတော့ပေါင်းသွားတာပဲဒီခွန်30အစိမ်းရောင်နဲ့အချိန်တိုင်းမှာ1800ခေါင်းပြီးတည်ခဲ့တဲ့ဒီလေးနှစ်ခွန်ကိုထည့်ခဲ့တာမှာနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီခွန်30နဲ့အချိန်တိုင်းမှာနော်1800ခေါင်းပြီးတည်ခဲ့တဲ့လေးလေးခွန်နဲ့တွဲခဲ့တဲ့ကုသုံးခွန်ကိုကျွန်တော်တို့ကဒီကမှာပူပါလေ6800ခွန်6ချိန်လာတွဲပြီးအောက်တန်းနဲ့ဒီနေရာမှာဖြည့်ပြီးခဲ့တာမှာ